ရှေးလူကြီးသူမတွေဆိုဆုံးပါခဲ့တဲ့ဘဝတသက်တာလိုက်နာခြင်းသုံးရမယ့်စကားကြီး၃ခုနံပါတ်၁စိတ်ကောင်းတာနံပါတ်၂လူပေါင်းမမားတွေနဲ့နံပါတ်၃အရေးကောင်းမှနာပါနံပါတ်၁စိတ်ကောင်းထားပါဆိုတာဘယ်သူကောင်းကောင်းမကောင်းကောင်းကိုယ်စိတ်ကိုကောင်းအောင်ထားရမယ်လို့ဆိုလိုတာစိတ်ကောင်းစေရင်နာကောင်းရှိမှမင်းရဲ့ဘဝကံကောင်းနိုင်မှာပေါ့ဒါကြောင့်ဘယ်သူတွေဘယ်လိုစိတ်ပဲထားတာမင်းရဲ့စိတ်ကိုကောင်းအောင်ထား စိတ်ကောင်းရှိတဲ့သူဟာလူကောင်းမြည်တာပဲစိတ်စေနာကောင်းရင်လူချင်းလူကင်ပေါများမယ်ဒါကြောင့်ဘာတွေပဲလိုပဲဖြစ်ဖြစ်မင်းရဲ့စိတ်ကိုယ်တော့အတက်နိုင်ဆုံးကောင်းအောင်ထားနံပါတ်1လူပေါင်းမမားသေးနဲ့မင်းဟာလူတွေရလူဖြစ်နေတဲ့အတွက်လူတွေနဲ့ပေါင်းသင်းဆက်ဆံရမယ်ဒီလိုပေါင်းသင်းဆက်ဆံတဲ့အခါလူပေါင်းမမားဖို့အရန်အရေးကြီးတယ်ကွအပေါင်းသင်းကောင်းမှကောင်းမွန်တဲ့ဘဝကိုရနိုင်မယ်အပေါင်းအသင်းမကောင်းရင်လက်ရှိပြဿနာပါရော အနာဂတ်ဘဝတန်တရာမှာပါဒုက္ခတွေနဲ့ကြုံရတတ်တယ်။ဘုရားဟောသတ်တော်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းအသာတသက်မင်းသားဟာရှင်ဒီဝတ္တကိုဆရာတင်အပေါင်းအသင်းမှားမိတာကြောင့်နောက်ဆုံးအဖောက်ကိုတတ်တဲ့ကောင်ကိုကျူးလွန်မိပြီးအပင်ငယ်ကိုရောက်သွားရတာပဲ။ဒီသာရကတွေကိုကြည့်လိုက်မယ်ဆိုရင်ပေါင်းတင်ဆက်ဆံတဲ့အခါမှာလူပေါင်းမမဖို့အင်မတန်အရေးကြီးတဲ့ဆိုတာကိုတွေ့ရလိမ့်မယ်ကွ။နံပါတ်3အရေးကောင်းပါနာပါ။ အေဂျန့်ရဲ့ရိတ်တခုဟာလူတယောက်ရဲ့ဘဝမော်ဒယ်ကိုပြေပြောက်စေတယ်စိတ်ကိုအေဂျန့်စေနိုင်တယ်ဒါပေမဲ့ဘယ်ရိတ်တွေဘလောက်ပဲအေဂျန့်အေဂျန့်တန်တရားမှာအေဂျန့်မှုအတွက်ဆိုရင်တော့ဖရာရိတ်တရားရိတ်တန်ဃာရိတ်ဆိုတဲ့အရိတ်တယောက်မှနေထိုင်မှသာတန်တရားမှာအေဂျန့်ပြီးနိဗ္ဗာန်ကိုမြန်မောင်ပြူနိုင်တော့မှာပေါ့ဒါကြောင့်လဲရှေးလူကြီးသူမာရီဟာအေဂျန့်ရဲ့ရိတ်ဖြစ်တဲ့ဖရာတရားတန်ဃာရဲ့ရိတ်မှနားကြပါလို့စုဆုံးမခဲ့ကြတာပဲ။ ဒါကြောင့်အဖိုးရဲ့မျိုးတို့လည်းရှေးလူကြီးသူမတွေစုဆုံးမခဲ့တဲ့ဒီချက်ကြီးသုံးချက်အတိုင်းလိုက်နာကျင့်သုံးဖို့ကြိုးစားကြနော်ကျွန်တော်နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချိတ်မြှင့်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်တရင်ကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာယိဆရာပေါင်းများစွာရဲ့တူတာယတာနီးပညာဗုဒ္ဓဝင် အောင်မြည်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှာဘူးလို့ရရှိနိုင်ပြီဆိုတာကိုပါ။ထိုင်းနိုင်ငံမှာရှိတဲ့ဘဲမျိုးကိုမစိုးပို့ဆောင်ပေးတော့မှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝလုံးဝမလိုပါဘူး။စာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ။ ဆက်သွယ်မှဟုတ်ခြင်းနဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook ပေးရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစာနဲ့စာရေးဆရာဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှာဟုတ်လို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အမြန်ဆုံးပဲနှင်းစီစာပေရဲ့ Facebook ပေးမှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။